ကိုညာကိစ္စအပြီးတက်ပြီးတဲ့တော့ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုကိုခေါ်ယူရမယ့် United ။မင်းတို့များလုံးဝမင်းလာပါခင်ဗျာ။ Manchester Force ကနေပြန်လည်ကြိုးလိုက်ပါရင်။နမေကျော်သတင်းတော်ဖေဘီဇီရိုမာနိုရဲ့ဖော်ပြချက်အရ United ဟာ Wood Tower တိုက်စစ်ကစားမှာကိုညာကိုခေါ်ယူဖို့အတွက်80ရာခိုင်နှုန်းလောက်ပြင်ဆင်ခဲ့ပြီလို့သိရပါရင်။လက်ရှိချိန်မှာ United နဲ့ကစားသမားအကြောင်းလှစာကိစ္စနဲ့ပိုဆူရေးကိစ္စတွေအားလုံးအလုံးစုံသဘောတူညီမှုရရှိခဲ့သလိုဘူဘက်ကတောင်းဆိုထားတဲ့ကိုညာရဲ့စာချုပ်ဖြတ်သိမ်းခြင်း Euro 62.5တန်းကိုလည်းပေးချေသွားဖို့လည်းအသင့်ဖြစ်နေခဲ့ပါရင်။ ရရှိမာယူနိုက်တက်အကွန်ညာရဲ့ပြောင်းရွှေ့ခြေကိုတလုံးတစ်ခဲနဲ့မပေးချေနိုင်တာကြောင့်ဘလို့ပုံစံနဲ့ခွဲပြီးတော့ပေးချေသွားမလဲဆိုတာကိုဝူးနဲ့စတင်ဆွေးနွေးနေပြီးတွတ်တက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်ယူနိုက်တက်ဟာကွန်ညာရဲ့အပြောင်းရွှေ့ကိုအဆုံးသတ်နိုင်ခဲ့ပြီးတော့ကောက်ကျက်ကြအောင်ဖြစ်ပြီးသူရဲ့ဒုတိယမြောက်ပြင်မဲ့အတွက်စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ IOC သတင်းထံအရဖော်ပြချက်အရယူနိုက်တက်ဟာစပိုးတင်တိုင်းစစ်ဘိုပေတာဂျိုကာရော့ကိုခေါ်ယူဖို့အတွက်ကစားသမိုင်းအေဂျင့်ဖြစ်သူနဲ့ဆွေးနွေးမှုတွေစတင်လိုက်ပြီဖြစ်ပါတယ်။လာမယ့်နေရာဒီမှာစပိုးတင်ကနေထွက်သွားမဲ့ဂျိုကာရော့ဟာဥရောပထိပ်သီးအသင်းရဲ့ပြင်မဲ့ကစားသမားဖြစ်ပါတယ်။ ဂျော်ကာရဲ့စာရုပ်ဖျက်သိမ်းခြင်းဟာရေ65တန်ဝင်းခြင်းပဲရှိတာကြောင့်ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတူအတွက်ဆိုရင်တော်တော်လေးကိုတန်တဲ့ပြောင်းရွှေ့ခြင်းပမာဏဖြစ်ပါတယ်ဂျော်ကာရဲ့အမော်ရီရဲ့စင်နေမင်းမှုနဲ့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတရားဖြစ်လာခဲ့ပြီး Sporting အတွက်200တီမှာ twin goal 86ဂိုးတွေသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်ဂျော်ကာရဲ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ Arsenal နဲ့ United တို့ကထိန်းဆုံးကဥဆောင်နေပေမဲ့တကယ်တမ်းဆွေးနွေးမှုတွေပြုလုပ်နေတာကတော့ United တသင်းနဲ့သာရှိပါတယ်ကစားသမားဘက်ကလည်း United မှာဆရာဟောင်းအမော်ရီနဲ့ပြန်လည်ပေါင်းထုတ်လို့နေတယ်လို့ Champions League ကစားချင်နေတာဖြစ်ပါတယ် ယောဂရနဲ့နီးစပ်တဲ့အတိုင်းကလာတဲ့တဲ့ရင်တွေကတော့စီရင်တော့ဟာဒီနေ့ညယောဘာလိဖိုင်နဲ့ပြီးပါပဲသူရဲ့အနာဂတ်ကိုဆုံးဖြတ်ချက်ချသွားမယ်လို့သိရပါတယ်ဒီကရဲအဓိကဦးစားပေးဟာ Ultra Four မှာ Emory နဲ့ပြန်လည်ပေါင်းထုတ်နိုင်မှုဖြစ်ပြီးတကယ်လို့ United သား Champion League ဝင်ခွင့်နဲ့လည်းချော်ခဲ့တော့တခြားအသင်းကိုရွေးချယ်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဆွေနေသားရင်းနဲ့ဆရာဖြစ်သူ Emory ရဲ့ကျေးဇူးကိုပြန်ဆန်းချင်တာကြောင့် United ဥရောပဝင်ခွင့်အနေအထားကိုစောင့်ကြည့်နေလို့ပြောရမှာဖြစ်ပါရင်တကယ်လို့ဒီနေ့ညမှာ United တို့ Europa League မှာပိုဆင်းခဲ့မယ်ဆိုရင်တော့ဒီကရဲကိုနားရသည့် Ultra Four မှာမြင်တွေ့သွားတော့မှာဖြစ်ပါရင်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။